တရင်ပေးစနေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေစတရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တက်ဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တက်ဆမှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တရခိုင်အပ်ပါတယ်ခင်ဗျာကိုရကဗရမအုပ်စုအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစကောင်းစီရဲ့ထိန်းချုပ်မှုမရှိတော့ဘဲအေးလောက်ကြားရောက်သွားပြီဖြစ်တာကြောင့်အေးနဲ့မဆက်ဆက်မဲ့နေလို့မရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးကြံပေးပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ် ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်မှစကောင်းစီရဲ့ထိန်းချုပ်မှုမရှိတော့ပဲအေအေလောက်ချောက်ရောက်သွားပြီဖြစ်တာကြောင့်ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့မဆက်ဆက်ပဲနေလို့မရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံရေးကြံပေးကပြောဆိုလိုက်ပါတယ်ဧပြီလ29ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ၎င်းကထပ်ပတ်တိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်နေစာတစ်ခုလုံးကိုအေအေကထိန်းချုပ်ထားပါပြီစကောင်းစီအနေနဲ့ဘာမှမထိန်းချုပ်နိုင်တော့ဘူးနောက်ပြီးကျွန်တော်အနေနဲ့အေအေကိုမဆက်ဆက်ပဲနေလို့မရတော့ပါဘူး ဒါကြောင့်ကျွန်တော်တို့အနေနဲ့လိုအပ်သလောက်ဆက်ဆံရေးတွေကိုလုံဆောင်သွားရပါလိမ့်မယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးချန်ပေကပြောဆိုပါတယ်။ဒါပြင်ရခိုင်ပြည်နယ်မှာစစ်ဘေးတင်ပြည်သူများတို့မြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်တချောက်လူသားချင်းစာနာထောက်ထားမှုစဉ်ကြံတိစောက်ရန်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့တယ်လို့လည်းကောင်းကပြောပါတယ်။ကုလသမဂ္ဂကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့တို့ဘင်္ဂလားဒေ့ရှ်ကိုဖျက်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစဉ်ကြံတစ်ခုဖန်တီးလိုပါတယ်။ အတွင်ကိုပြောင်းရေးကာလာဆိုရကလည်းချင်းနေရီရဂါကိုမူရသဘောတူထားပါတယ်လို့နိုင်ငံရေးကြံပေးကမျိုးတော်တာကောင်မှာတရင်တော်များကိုပြောဆိုပါတယ်။ဒါလူသားချင်းစနာထော်တာမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့မှာချင်းနေတချို့တော့ရှိပါတယ်။အသေးစိတ်တော့ကျွန်တော်မပြောပါဘူး။အချင်းနေတွေပြေးမိခဲ့ရင်တော့ကျွန်တော်တေချာဖို့ကူညီမှာပါလို့၎င်းကပြောဆိုပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာပြည်ပခါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂျိုးစီဘွားနဲ့တိုက်ရိုက်ချင်းဆက်နေကြောင်းမြန်မာနိုင်ငံမှာဒုက္ခသည်အများပြားကဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခိုးလုံနေပြီး ၎င်းတို့ကိုမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်စေလိုကြောင်းဒါကြောင့်တော့ကားတဲ့များအင်ပြန်နိုင်ရေးဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်းလိုအပ်တဲ့လုံဆောင်ချက်များကိုလုံဆောင်သွားမှာဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ2019ခုနှစ်ဩဂတ်လမှာစစ်တပ်ရဲ့ချမ်းပတ်တိုက်ခိုက်မှုတွေကြောင့်မြန်မာနိုင်ငံမှာပျက်ပြေးသွားခဲ့တဲ့ရိုဟင်ဂျာဒုက္ခသည်တစ်သက်သက်မှ3တန်းကျော်ကိုလက်ခံထားပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းရဲ့တရင်ကတော့ကော်ဂရိတ်မှာစစ်တပ်တဆွဲထားတဲ့တစကန်3ခုကို KNL နဲ့ PDF ပူပေါင်းတံများကတပြိုင်နက်တည်းပေးဆိုတိုက်ခိုက်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ပြင်းပြင်းနဲ့ကော်ကရိတ်မျိုးမှာဂျမ်ပတ်စစ်တပ်တဆွဲထားတဲ့နေရာသုံးခုကိုဒရန်နယ်လီပူပေါင်းတပ်များကတပြိုင်နက်တည်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ဒရန်နယ်လီပူပေါင်းစစ်ရဲတရင်ရင်းမြန်များကပြောဆိုပါတယ်ကော်ကရိတ်မျိုးမှာဂျမ်ပတ်စစ်တပ်ရဲ့အမတ်စနစ်ဆက်စင်ရေကိုကဲမှုဌာနချုပ်အုံနှင်းမှာရှိတဲ့ဂိုးတိုင်စကတော့အောင်စရာဆက်စင်ရေနောက်တန်းကိုကဲရေစခန်းနဲ့ခလာရ69တပ်ရင်းရဲ့နောက်ဘက်ခန်းစစ်ကတုံးနေရာများကိုကရန်နယ်လီမှာမေးပွဲများကတပြိုင်နက်တည်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်အခုဖြစ်နေတာတစ်ချိန်နဲ့တိုက်နေပါဘော စကကစနေကကင်ကိုတိုင်နေရရဲ့အောင်စရာကိုကိုကဲရေးလုံးနေတဲ့ရွှေချမင်းချောင်းရဲ့ခလာရ69ကိုနောက်ပတ်စက္ကန့်ကတော့ရပေါ့အပွဲဆောင်ပေးပြီးတော့တိုက်နေတာသူတို့ကဒရုန်းနဲ့တက် ကိုကလည်းဒရုန်းတက်သူတို့ကလက်နဲ့ချင်းနဲ့ပြက်ကိုကလည်းပြန်ပြစ်တယ်ပဲကိုစကဆောက်ဘက်ကတော့ခံပြစ်တဲ့ပုံစံပါပဲတေးတာတွေထိတာတွေလမ်းဆွဲမထုံးနိုင်တာတွေလည်းဖြစ်နေတယ်လို့ကော့ဂရိတ်ကရန်နယ်မှာမှမပူပေါင်းထဖို့ရဲ့တရင်ချင်းမြက်ကပြောဆိုပါတယ်တိုးတိုးတိုက်ပွဲများပြင်းထန်နေတဲ့နေရာများသို့စကောက်စီတဆွဲထားတဲ့ဂျုံတိုးဂျိုင်းဒရာပတ်မှောက် ဟန်ဝင်စာလက်နက်ကြီးမှန်းနဲ့၎င်းလန်ဝအမြောက်တက်ကရန်ကုန်ရွာဘက်သို့၎င်းခါလာရ69တက်ကရွှေချံမင်းတထံကုန်ရွာဘက်သို့၎င်းလက်နက်ကြီးဖြစ်ခတ်မှုဒရုန်းဖြင့်တက်ခမ်းမှုများလုံဆောင်နေပေမဲ့လည်းကရင်လေမာမိတ်တံများထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဇကာဆာကလက်နက်ကြီးနေရာများတယ်။ဟန်ဝင်စာတို့120တုံးနဲ့လမ်းပစ်ခုပေးတာမျိုးရှိတယ်။အခုချိန်တရာဂျုံတို့ပြူဝါနဲ့လန်ဝလက်နက်ကြီးခုံတို့ကနေဖြစ်ထနေတာကိုရဲ့ဘက်ကတော့စကွေးစကန်ကတော့တွေကိုထိချမ်းမအောင်ဖြစ်တာဒရုန်းနဲ့ခြေချတာမျိုးတွေရှိပါတယ်။ လေရင်ကပြန်နေခင်းထောက်တယ်။ဘုံတော့လာမကျဲသေးဘူးလို့စိတ်မြပြန်တရေရေးမိတာတော့ပါရင်။ဒါပြင်ဒီကနေ့ April 29ရက်နေ့မနက်ပိုင်းမှာရွှေချံမင်းတက်တန်ကိုယူရပပိုင်းနေရာမှာနှစ်ဖက်တိုက်ပွဲများကြောင်းအကွဲတံများကျဲကျဲလုံးလုံးကြားနေရပြီးတော့အဆိုပါရွှေချံမင်းဂုံကြီးချောင်းနေရာမှာရှိတဲ့အောင်စရာစစ်ကြောင်းရဲ့နောက်တန်းခန့်စစ်ကိုကဲရေးစကန်းကိုကင်းလေးပူပေါင်းတက်ကတင်ပရရှိမယ်ဆိုရင်အချမ်းသက်စကောင်းစီတက်ရဲ့မြောက်ရီအာရှာလန်စစ်စင်ကြီးကိုအမြဲဖြန်းနိုင်ပြီဖြစ်တယ်လို့စည်ရင်နဲ့မြေတော်ဝင်ရှိသူတွေကတုံ့တက်ပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ လင်းမျိုးနဲ့ချန်သာယူပါတို့ထူးဆဆင်လာတဲ့စတက်ကိုတက်ခတ်မှုတွင်တက်29ဦးသေဆုံးမှာအမိုင်း35ရဟရင်တစီကိုထိမှန်အောင်ဖြစ်ခတ်နိုင်တယ်ဆိုတဲ့သတင်းကိုကန်ဆယ်ပေးကြပါမယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ချန်သာယူပါကိုထူးဆဆင်လာတဲ့စတက်စစ်ချောင်းကိုတက်ခတ်ရမှာစက်29ဦးသေဆုံးပြီးအမိုင်း35ရဟရင်တစီကိုထိမှန်အောင်ဖြစ်ခတ်နိုင်ကြတယ်လို့ချင်းအင်ဖော်မေးရှင်းစင်တာနဲ့ CNA ပြည်ဝင်ရပုဂ္ဂိုလ်စလိုင်းထက်နေလို့ထားမှသိရပါတယ်။ဧပြီလ29ရက်နေ့မနက်9:00နာရီခန့်ချင်းကလေးမျိုးနဲ့တောင်ပိုင်းချန်သာယူပါဘက်သို့ စကောင်းစီတကအင်အား200ခန့်အုံပြုပြီးစကြောင်းတစ်ခုနဲ့ထိုးဆစ်ဆင်လာကြောင်းတော်လိုင်းရင်ပုံပုံတပွဲများကတိုက်ခိုက်ခဲ့ရမှာစကန်29ကိုတိုက်ဆုံခဲ့ကြောင်းတိုက်ပွဲပြပွားရနေရာကိုနည်းမြရှင်းလင်းစဉ်စကားလုံးခုနှစ်လောင်းလက်နက်ငယ်17လက်နဲ့ခရံတချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းတိုက်ပွဲတွေမှာတန်ရာရစကားများကိုပြန်လည်တင်ဆောင်သွားတာလည်းရှိပေမဲ့တန်ရာရတဲ့စကားတချို့ကိုတော့ပြတ်တက်သွားတယ်လို့သိရပါတယ်အခုအလောင်းခုနှစ်လောင်းနဲ့လက်နက်17လက်တင်ဆက်ရရှိခဲ့တယ်ပြေဆုံးတာကစုစုပေါင်း29ခုရှိပါတယ်အမန်35ရဲ့ဟရင်ကိုလည်းပြင်မအောင်ဖိကနိုင်ခဲ့ပြီးတော့ မိခိုးတွေအိုးထွက်ပြီးတော့ဟန်တာဝရီရွာဘက်ကိုဆင်းသွားတယ်။အခိုးတွေတက်မလာနိုင်သေးဘူး။အဲဒီနေ့ကမနက်စောကြီးပါ။စကွေးနဲ့ပြိုတွေပူပေါင်းအင်အား200လောက်နဲ့မြေပြင်လက်နက်ကြီးပြေကိုယူပြီးတော့ချန်တာရွာဘက်ကိုကလာတာ။အမိုင်း35နဲ့မပြတ်ခင်ဂျက်ဖိုက်တာဝင်သွေးလေးရင်နဲ့အရင်ပုံချတယ်။၁20မမလက်နက်ကြီးတွေကအလုံး20ကျော်ထုတ်တယ်လို့ဒေါ်လိုင်းသတင်းရှင်းမြစ်တူကပြောဆိုပါတယ်။တိုကဲတို့အချမ်းမဲ့စကောင်းစီတက်ကလေချောင်းနဲ့လက်နက်ကြီးများဖြင့်ပြင်းမဲ့ပြည်သူများနေထိုင်ရာနှချောင်းရွာနှမြောင်းအောင်ချမ်းတာတံပိုးနဲ့ငါးပါးတို့ကိုပုံချဖိကတ်တိုက်ခိုက်မှုကြောင့် အပြင်းမဲ့ပြည်သူလေးကိုတည်ဆုံးရာရွာသူရသားတွေဘေလို့ရတွပီးနေကြရတယ်လို့သိရပါတယ်။မနေ့ကတည်းကလက်နဲ့ချင်းနဲ့နှစ်ချက်ထုတ်တယ်။အရိပတ်မှာကမိုးရီရွာနေတာ။ချမ်းသာမှန်တော့အောင်ချမ်းသာရွာတွေကလူတွေမနေတော့တာကြာပြီ။ဆေးရှောင်နေကြရတာပါလို့တော်လိုင်းသတင်းရင်းတွေကပြောပါတယ်။အဆိုပါချမ်းပတ်စစ်ကြောင်းကို CNA CNF KKG CDF MCR နဲ့ပြည်သူ့ကွယ်ရေးတပ်မတော်အမတ်ကစစ်တေတာတရင်တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရင်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာချမ်းပတ်စကောင်းစီက ငလျင်တန်ချောင်းအဖေခက်ရစဲထားတယ်လို့တရားဝင်ကြီးညာချက်ထုတ်ပြန်ထားပေးမယ်လေ။၎င်းတို့ထုတ်ပြန်ချက်ကို၎င်းတို့ကိုယ်တိုင်ချိုးပေါက်ခါဒုစစ်စင်တခိုင်းတခြင်းဖြစ်တယ်လို့ချင်းလိုင်း information center ကထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတည်ဆောက်ပေးခြင်းနဲ့တရင်ကတော့မယောင်းလိုက်တဲ့ချမ်းပတ်စစ်တပ်ရဲ့မြန်မာပြည်သူများပေါ်ချမ်းပတ်လို့ရများကိုအာဆီယံကလေးလုံချိုးထားမယ်ဆိုရင်နိုင်ငံငင်းချမ်းတည်နေမှုမရနိုင်ဘူးလို့အန်ယူဂျီသတိပေးတဲ့တရင်ကိုတင်ဆက်ပေးခြင်းပါတယ်။စေကောင်းဆောင်မယောင်းလိုက်တဲ့ချမ်းပတ်စခုံးစီရဲ့မြန်မာပြည်သူများပေါ်ချမ်းပတ်လို့ရများကိုအာဆီယံကလေးလုံချိုးထားမယ်ဆိုရင် မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့အနုသာညင်းညိုရဲ့ဆိုရအန်ယူချီရဲ့ဓမ္မရာယုံပြောရေးစကွင့်ရှိသူဦးကျော်စောကတတိပေးပြောဆိုပါတယ်။မြန်မာနိုင်ငံကတော့ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစီစဉ်မှာနိုင်ငံတော်ဓမ္မရာယုံပြောရေးစကွင့်ရှိသူဦးကျော်စောကကိုယ်ကတည်းကပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမှာအချမ်းပဲစကောင်းဆောင်မယောင်းလင်ကမက်ဆလာ28ရဲ့နေစကိုင်းငလျင်ကြီးလောက်ခတ်တဲ့အချိန်မှာအပြေးရအချင်းညာခဲ့ပြန်မလဲ။ပြည်သူများကိုလေချောင်းနဲ့တိုက်ခိုက်မှုများကိုအချင်းချင်းကျူးလွန်ခဲ့ကြောင်းမက်ဆလာ28ရဲ့နေငလျင်ဖြစ်ပေါ်ပြီးချိန်မှာစတင်ပြီး ဧပြီလ23ရက်နေ့ထိငလျင်ဘေးဒဏ်တင်ဒေသများပါဝင်နိုင်ငံအနှံပြားကိုစခေါင်းစစ်ကလေကြောင်းမှတဆင့်ဘုံကျဲတခိုင်းမှုပေါင်း196ကျင်းလက်နက်ကြီးပကန်းမှုပေါင်း64ကျင်းပြုလုပ်ခဲ့ပြီးတော့ဘေးသူ235ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရရထားဦးရေစုစုပေါင်း429ဦးထိရှိတယ်လို့လည်းကောင်းကဆိုပါတယ်။ဒါကြောင့်အချမ်းပဲစခေါင်းစစ်ရင်းနဲ့မြန်မာပြည်သူများပေါ်ရရဆက်ဆက်ဂျိုးလုံမှုများကိုလုံဆောင်နေပြီးအာဆီယံအနေနဲ့ဒီဂျိုးလိုမှုတွေကိုလေးလျူရှုမှတ်ထားဖို့အရေးကြီးတယ်လို့၎င်းကထောက်ပြပါတယ်။လက်ရှိမှာမြန်မာပြည်သူလူထုပေါ်မဟာလာနဲ့စကောင်းစီကာ အကြံဖက်လိုရက်တွေကိုဂျူလုံးနေတာကိုအာဆီယံအနေနဲ့လဲလှမှုရှုဖို့အရေးကြီးပါတယ်။ဒီလိုအကြံဖက်လိုရက်တွေကိုလဲလှမှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်နေတဲ့လုပ်ငန်းစဉ်တွေကိုအရောက်စွာကူညီပေးနိုင်မှာမဟုတ်ပါဘူးဆိုတာပြောချင်ပါတယ်လို့ဦးချော်စောကဆိုပါတယ်။ဒါပြင်အာဆီယံပွင့်သားအနေနဲ့အန်ယူဂျီနဲ့ဒေါ်လာရင်းအင်အားစုများကိုတရားဝင်ထိတွေ့ဆက်ဆံပြီးနိုင်ငံရေးခေရှာမှသာရေရှည်တည်ထောင်ခိုင်းမာတဲ့ဒီငြိမ်းရေးချမ်းမှုကိုရနိုင်ကြောင်းအဆိုပါနေလန်းကသာမြန်မာနိုင်ငံတို့ကတခုတည်းသောနေလန်းဖြစ်ကြောင်းသူကပြောပါတယ်။မြမချက်တဲ့တွေကိုပြည်လဲဖို့အတွက် အချမ်းပတ်ဆဲဟုစုဟာအပြေမဟုတ်ဘူးဆိုတာသိတာထင်ရှားနေပါတယ်။အာဆီယံဘုတ်အနေနဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့ဒေါ်လာရေးအင်အားစုတွေနဲ့တရားဝင်ထိတွေ့ပြီးနိုင်ငံရေးကိုဖြေရှားဖို့လောက်ကန့်ခြင်းကသာရေရှည်တည်တက်ခိုင်မာတဲ့တည်ငြိမ်အခြေမှုကိုရတဲ့တကူတဲသောနီလန်ဖြစ်တယ်ဆိုတာပြောကြားချက်မှာလဲလို့သူကဆိုပါတယ်။ဒါပြင်မြို့သားညီညွတ်ရေးအစိုးရအနေနဲ့အချမ်းပတ်စခုံးစုကိုတိုက်ခိုက်ရန်စေရေးကဏ္ဍမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့350ကျော်ဖွဲ့စည်းတည်ထောင်ထားပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေနဲ့ မျိုးနဲ့ပေါင်း235မျိုးနဲ့မှာပွဲစည်းထားပြီဖြစ်တယ်လို့ NUG ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အတင်းကျပ်စစ်မှုထန်ခိုင်းခြင်းဟာရာဇဝဲမှုမြောက်တယ်လို့ NUG ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အာနာတိန်စကောင်းစီရာတက်ဆက်ရှင်နဲ့မှာ35နဲ့တွင်ရှိတဲ့လူငယ်တွေကိုစည်ရေးပြုဟာတရားအနေနဲ့ချင်းသုံးကအတင်းကျပ်စစ်မှုထန်စေခိုင်းခြင်းဟာလူသားနုံးနယ်စုအပေါ်ကျိုးလွန်တဲ့ရာဇဝဲမှုဖြစ်တယ်လို့ NUG ရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ဒီမှာနေ့ဧပြီလ28ရက်နေ့ညပိုင်းမှာထုတ်ပြန်တဲ့ အန်ယူဂျီလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနရဲ့အာမဆင်းမှုထမ်းစေခြင်းမြန်မာနိုင်ငံမှာရှိတဲ့အတင်းကျပ်ဆင်းမှုထမ်းစေခြင်းရဲ့လက်တွေ့အခြေအနေများစီရင်ခန်းစာမှာခုလိုထည့်သွင်းပြောဆိုခြင်းဖြစ်ပါတယ်။အထူးစီရင်ခန်းစာထဲမှာအတင်းကျပ်ဆင်းမှုထမ်းစေခိုင်းခံရတဲ့လူငယ်များရဲ့ထွက်ဆိုချက်များကိုဖော်ပြထားပြီးလူငယ်များရဲ့နေအိမ်များလုပ်ငန်းခွင်များနဲ့စစ်ဆေးရေးခိမ်များမှာအကြမ်းတက်ဆေးဟုတ်စုရဲ့ဖမ်းဆီးမှုတွေကိုရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်အဲ့လိုစုဆောင်းခံရတဲ့လူငယ်များထဲမှာအတမပြည့်သေးတဲ့ကလေးတင်ငယ်များနဲ့ စင်မှုထိုင်ရန်ရုပ်ပိုင်းစစ်ပိုင်းမတန်ဆွမ်းသူတွေလည်းပါဝင်ပြီးမြေစည်ရင်ခောက်ကမိသားစုထံမှငွေညစ်ထောင်းခံတဲ့ဖြစ်ရများကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။တိုးတော့လည်းရေတူအားဖြင့်တော့တည်တည်ဆဲဆဲဖော်ပြထားခြင်းမရှိပါဘူး။ရန်ကုန်တင်ငန်းကျုံမြို့နယ်မှာနေထိုင်သူတအူးကတော့စင်မှုတန်စည်ရင်မှာမပါဝင်ရန်ရက်ွက်အုပ်ချုပ်ရေးမှူးထံကိုတလားကိုငွေချက်တင်ငန်းနဲ့ပေးနေရတယ်လို့ဆိုပါတယ်။အခုကျွန်တော်ကစည်ရင်မပါသေးဘူး။ဒါပေမဲ့အသက်တော်အကျုံးဝင်တော့မပါအုပ်ချုပ်ရေးမှူးကိုတလားဘလောက်ဆိုပြီးပေးနေရတယ်။တို့ကတခြားသူထဲတာ ပြောရရင်လိုဝဲတဲ့သဘောလို့လည်းကောင်းမှာရှင်းပြပါတယ်။ဒါကြောင့်ကုလသမဂ္ဂအာဆီယံဘဝင်နိုင်ငံများနဲ့နိုင်ငံတကာတိုင်ဝမ်များအနေနဲ့အကြမ်းတက်ဆဲဟုပ်စုရဲ့လိုရများကိုရပ်တန့်ရန်ဒီရောက်တဲ့စီးပွားရေးပိတ်ဆို့မှုနဲ့လေရင်စီအပါဝင်လက်နက်များတင်ပို့ရောင်းချမှုတွေကိုပိတ်ပင်ခြင်းများကိုချက်ချင်းလုံးဆောင်ရန်လိုအပ်တယ်လို့အန်ယူဂျီကတိုက်တွန်းထားပါတယ်။ဒါအပြင်အင်းနီနာချင်းနိုင်ငံများအနေနဲ့လည်းမြန်မာပြည်ထဲမှာပြည်ပတင်းချောင်းလာတဲ့လူငယ်များကိုလူသားချင်းစာနာမှုဆောင်ရှောက်မှုတွေလှုပ်ဆောင်ပေးရန်တိုက်တွန်းနေလို့အန်ယူဂျီကဆိုပါတယ်။စကောင်းစီဟာပြည်ခဲ့တဲ့2014ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာ စမုဒံဥပဒေကိုတည်ပြုခဲ့ကစစ်သားစုဆောင်ရေးများကိုနိုင်ငံတော်ကလောက်ဆောင်ခဲ့ပြီးလက်ရှိမှာအေပီလာ20ရက်နေ့ကပတ်စင်စနစ်ကိုခွင့်လွှဲခဲ့ပြီးတော့အပစင်73တို့စစ်သားစုဆောင်မှုတွေကိုလည်းလောက်ဆောင်နေကြပါတယ်။နောက်ထပ်မှတက်ဆက်ပေးခြင်းတဲ့တရင်ကတော့လဗရန်မျိုးနဲ့စင်တလင်းချေးဝါကုံကြီးချောင်းမှာဝင်ရောက်တက်ဆွဲထားတဲ့စစ်တပ်ကိုတက်ခတ်မှုတွင်ဗိုလ်ကြီးတဦးပါဝင်၄ဦးထဏ်ရာရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသမားတယ်။ပကိုတိုင်းတာယောက်ရီခရိုင်လဗရန်မျိုးနဲ့ဂိုင်းတော်အုပ်စုစင်တလင်းချေးဝါကုံကြီးချောင်းဝင်တွင်ဝင်ရောက်တက်ဆွဲထားတဲ့စစ်သားများကိုပြစ်ခတ်တက်ခတ်ခဲ့ရ။ ဝီတူဘာဝင်လေးဦးအပြင်းထန်တရားရရှိခဲ့တယ်လို့ရွှေတန်းမြေပြည်သူ့ကဝေရတော်ကမှတာဝန်ရှိသူတူဦးကပြောပါတယ်။ဒီကရေအပီလနာဆိုင်ချောင်းရင်းနဲ့မနက်နန္နာရီခန်းကလေဗရန်မျိုးနဲ့ဂိုင်းတော်အုပ်စုစန်တလင်းချေးဝါဘုံကြီးချောင်းဝင်တွင်စကောင်းစီတပ်သားများရောက်ရှိနေတယ်လို့သတင်းရပြည်သူ့ကဝေတပ်ဖွဲ့များကရှင်းလင်းရန်တွားရောက်ခဲ့ရာစစ်သား15ဦးခန့်ကိုတွေ့ရှိခဲ့ရကြောင်း။ဟိုကြောင့်ပြည်ခက်ရှင်းလင်းခဲ့ရမှာဝီတူဦးနဲ့စစ်သား3ဦးဒဏ်ရာအပြင်းထန်ရရှိပြီးတော့ဂျန်နဲ့စကောင်းများဟာပြေးသွားတယ်လို့သိရှိရပါတယ်။ ဒါကြောင့်ဒီလိုကဝေတပုတ်ဝင်များကနင်းမြရှင်းလင်းရေလုံးဆောင်ပေးရမှာစက်တမ်းများစီးနှင်းလာတဲ့ဆိုင်ကယ်၃စီးကြီးထီးမှန်ပြတ်စီးနေတာကိုတွေ့ရှိရတယ်လို့သိရပါတယ်။အသေးမရှိဘူး။ကျွန်တော်တို့ဝင်ပြတ်တော့မကူကန်နိုင်မယ်။နေဆက်ရရွာလေးကိုအပြေးကြတာပါ။ထီးမှန်လာတော့ရှိပါတယ်။တို့ရဆိုင်ကယ်တွေလည်းပြတ်စီးကုန်နေ။တိုက်ပွဲပြီးမှတို့တို့ကိုလိုက်ရှာပေးမယ်မတွေ့ရတော့ဘူး။မနက်လင်းလို့တို့တို့ကစစ်ကူတက်လာပြီးရှာကြတော့ဒုံပွင့်ပိုတဲဦးနဲ့စခွေးသုံးဦးဒဏ်ရာနဲ့တွေ့တယ်လို့သတင်းရတယ်။ခုကျွန်တော်တို့လည်းစခန်းကိုပြန်အောင်နေကြပြီဖြစ်လို့စစ်ကူစစ်ကြောင်းကိုလည်းမှတ်မိလိုက်တော့ဘူး။ အခုစကူစကြောင်းကလည်းပြန်ဆောက်သွားပြီပစ္စည်းတွေတင်ဆက်ရခဲ့တာမျိုးမရှိပါဘူးဆိုင်ငယ်တွေလည်းပျက်စီးသွားလို့စုပုံထားခဲ့လိုက်တယ်ဆိုင်ငယ်ကတုံးစီပျက်စီးကြံကြပါလို့ရွှေတန်းမြေပြည်သူ့ကွယ်ရေးတခွင်မှာတာဝန်ရှိသူကပြောပါတယ်အဆိုပါတခမ်းမကိုတာယာဝရီခံပြည်သူ့ကွယ်ရေးဘွယ်အမတ်တေတခတ်ရဲ့တပ်ပေါ်ရဲ့တခွင်များဖြစ်ကြတဲ့ရွှေတန်းမြေပြည်သူ့ကွယ်ရေးတပ်ပွင့်နဲ့မုံညိုပြည်သူ့ကွယ်ရေးတပ်ပွင့်တို့ကပူးပေါင်းကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကွယ်ရေးတပ်ပွင့်များထိခိုက်မှုရှိပြန်လည်စုပုံနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူတွေအနေနဲ့ကတော့ရွာထဲမှာမနေစေချင်တော့ပါဘူး စကွေးတွေကကာပါရနေတာအခုကျွန်တော်တို့ဘက်ကလက်နဲ့ချင်းနဲ့တို့ရင်ဘီလူတွေရှိနေတော့ရှောင်းလင်ရတယ်လို့ရွှေတန်းမြေဘီလူကကိုရေတပ်ခွဲမှာတာဝန်ရှိသူကပြောဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတွေ့နားဆင်ကြတဲ့တရင်ပြည်သူများကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်မီပါတရင်ဒေါ်လင်းပတ်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာကြပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ